ခြေခံပညာထက်တန်းကြောင်မိုင်းခတ်နိုင်သွေးလွန်တကွေးယောဂါကာကွယ်ရေးပိုးလောက်လန်းတဲ့ဗိတ်ဆေးခတ်ခြင်းဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်မိုင်းခတ်မြို့၌မိုးရသည့်ကာလတွင်ချိန်ကိုက်ခြင်းမှတဆင့်ဖြစ်ပွားတတ်သောသွေးလွန်တကွေးယောဂါကာကွယ်နိုင်နေရေးဖုံးသွွန်လဲစနှင့်ပိုးလောက်လန်းတဲ့ဗိတ်ဆေးခတ်ခြင်းကိုနေ့စဉ်ဆောင်ရွက်လျက်ရှိရာယနေ့နေ့9နာရီချိန်ကမိုင်းခတ်မြို့နယ်အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းစင်းဆောင်ရွက်ခဲ့ပါတယ်။ထို့သူဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးထက်အောင်နှင့် ကျန်းမာရေးဆရာဆရာမများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ဝါဝါမောင်နှင့်အဖွဲ့ဝင်များကအခြေခံပညာထက်တန်းကျောင်းမိုင်းခတ်ရှိရေလောင်ကန်များရေတွင်းများရေစီရေအိုးများဖျားပန်းအိုးများနှင့်ကျင်ပေါက်ပွားနိုင်သောနေရာများကိုလိုက်လံစစ်ဆေးခဲ့ပြီးပိုးလောက်လန်းသည့်အပိတ်ဆေးများခတ်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထုတ်ဝေသည့်သွေးလွန်တကွေးတိုက်ဖြည့်ရေးအားလုံးပါဝင်ဆောင်ရွက်ပြီးလက်ကမ်းစာဆောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။